ားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့စီလုံးဝမပါဘဲနဲ့ပလာတာကို အလွာလိုက်အလွာလိုက်လုပ်တဲ့လုံနေလေးပါမောမောရွရွလေးနဲ့အလွန်ကိုစားလို့ကောင်းပါတယ်နော်ကဲကျမရဲ့လုံနေလေးကို ကြည့်ကြရအောင် ပထမဆုံးဇလုံးထဲမှာဂျုံမုံထဲပါမယ်နှခွက်ခွဲပါ300 gram ရှိပါတယ်ပြီးရင်တကြောက်ကို ထမင်းစားစွန်းနှစ်စွန်းထည့်ပါမယ် ပြီးတဲ့ခါကျတော့အစာအနေငယ်လေးကိုထည့်ထားမယ်။အားလုံးတမအောင် ကျွန်မခဏလေးမှုေထားပါမယ်။အားလုံးတမတော်ပြီဆိုရင်တော့ရေထဲပါမယ်ရေကတော့200 ml ရှိပါတယ်ကျမရေကိုတော့ဒီလိုမျိုးဖြည်းဖြည်းချင်းစီနည်းနည်းချင်းစီထည့်ထားပါမယ် အားလုံးတမတော်အောင်လုံးလက်နဲ့ပဲစပြီးတော့နေပါမယ်။မုတ်သားလေးတွေချောမွတ်လာတဲ့အထိကျမနေထားပါမယ်။ဒီလုံနေလေးကတော့အကုန်ကြလဲတက်တာတဲ့အလွန်လဲစားလို့ကောင်းတဲ့လုံနေလေးပါနော်။မုတ်သားလေးတွေအခုလိုမျိုးချောချောမွတ်မွတ်လေးဒီလိုမျိုးအခြေအနေလေးရှိလာပြီဆိုရင်တော့ကျမဒီလိုမျိုးအရှိလိုက်ကိုကျမလုပ်ထားပါမယ်။ ြီးရင်ဒီအလဲကနေဖြတ်ထားမယ်အကုန်လုံးရှစ်ခုကျွန်မအပိုင်းကလေးလုပ်ထားပါမယ်ပြီးရင်ဒီအပိုင်းတစ်ခုကိုယူပြီးတော့ဒီလိုမျိုးအလုံးကလေးလုပ်ထားပါမယ်ဒီအလုံးလေးတွေကိုဂျုံမုတ်ကိုဒီလိုမျိုးဖြုံးပြီးတော့အပေါ်မှာတင်ထားပါမယ်။ကတ်မသွားအောင်လုပ်ပါ အားလုံးပြီးသွားပြီဆိုတော့အဝတ်စနဲ့အုပ်ထားမယ်ပြီးရင်မိနစ်30ကိုကျွန်မနှစ်ထားပါမယ်အခုဆိုရင်တော့မိနစ်30လဲပြီးသွားပါပြီဒီမုတ်သားလုံးလေးကို ယူမယ်ပြီးရင်ဒါလေးကတော့ပြောင်းကော်မုတ်ပါဒီပြောင်းကော်မုတ်ထဲမှာဒီလိုမျိုးအตาကလေးဒီလိုမျိုးနှစ်ထားမယ်ပြီးရင် ဒီပေါ်မှာတင်ပြီးတော့ဒီလိုမျိုးအตาကလေးပြပြလေးဖြစ်အောင် ဖြည့်ထားမယ်။ပြီးရင်ဒီလိုမျိုး လိတ်ထားမယ်။ပြောင်းကုန်မုံနဲ့ရောဆက်ထားတော့မုတ်သားလေးတွေကပူပြီးတော့ရွရွလေးဖြစ်စေပါတယ်နော်။အခုလိုမျိုးအနေထားလေးဆိုရင်တော့ရာနေပါပြီနော်။နောက်တစ်ခုကိုဒီလိုမျိုးပုံစံပဲကျွန်မထပ်ပြီးတော့လုပ်ထားပါမယ်။ ီလုံနီးလေးကတော့အရန်ဆလို့ကောင်းတဲ့ပလာတာလုံနီးလေးပါနော်စီနဲ့လည်းကြော်ဆရာမလို့တဲ့အတွက်ကြောင့်ကျမရဲ့အတွက်လည်းအလွန်ကိုအစဉ်ပြေစေတဲ့နီလန်းလေးပါအခုလိုမျိုးအကုန်လုံးကျမလုတ်ပြီးသွားပြီဆိုရင်တော့ဒီအထက်လိုက်ကြီးကို ကျမဒီလိုမျိုးအပေါ်ကနေဖြည့်ပြီးတော့ဒီလိုမျိုးပြားနေအောင် ကျမလုတ်ထားပါမယ်။ ကဲကြည့်ပါဦးလွေလွေလေးနော်တခါတည်းနဲ့အကုန်လုံးကိုကျွန်မတပြိုင်တည်းနဲ့လှုပ်ထားပါတယ်ဒီမုတ်သားလေးတွေ ကိုဒီအဖျားကနီတလွာချင်းကိုဒီလိုမျိုးယူထားမယ်ကဲကြည့်ပါဦး အလွာလိုက်နော်ရှိနေပါတယ်နော်ဒါလေးကိုဒီတလွာလေးကို ကျမယူထားမယ်ပြီးရင်ဒါလေးကို ပြက်နေအောင် ဖြန့်ထားပါမယ်ဒီအပေါ်ကနေကျမထောဘက်ကို ပြန်ပြီးတော့တုပ်ထားပါမယ်ပြက်နေအောင် ကျမတုပ်ထားမယ်ပြီးတဲ့ခါကျတော့ဒီအစွန်ပြားကနေကျမဒီလိုမျိုးလှိမ့်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 ပြီးတော့ကျမလှုပ်ထားပါမယ် ဒီလိုမျိုးပပလေးနဲ့လှိမ့်လိုက်ပြီးတော့လှုပ်တော့ပို့ပြီးတော့အရသာရှိပါတယ်နော်ဒါလေးကိုဒီအစွန်ကနေဒီလိုမျိုးပြန်ပြီးတော့လှိမ့်ထားပါမယ်ဒီလုံနည်းလေးကတော့တော်တော်လေးကိုအရသာရှိပါတယ်ဒီအဖျားလေးကိုဒီထဲမှာထိုးထည့်မယ်ကဲဒါဆိုရင်တော့ရနေပါပြီเนาะဒါလေးကိုဒီပုံမှာခဏလေးထားထားမယ်

ကဲ15မိနစ်ပြည့်သွားပြီဆိုရင်တော့ကြည်ပအောင်မုတ်သားလေးတွေကပို့ပြီးတော့ပွလာပါတယ်နော်ဒါလေးကိုပြန်ပြီးတော့ပြပြလေးနဲ့ဝိုင်းဝိုင်းကလေးဖြစ်အောင်ကျမပြန်ပြီးတော့လှုပ်ထားပါမယ်။ဒီအပေါ်ကနေဖြည့်ထားပြီးတော့ဒီလိုမျိုးလှုပ်ထားမယ်။ပြီးရင်ဒီဖက်ကိုလည်းကျမဒီလိုမျိုးဝိုင်းနေအောင်ကျမပြန်ပြီးတော့လှုပ်ထားပါမယ်။ ီလိုအနေထားလေးဆိုရင်တော့ရနေပါပြီเนาะဒါလေးကိုတဲဥပူပူထဲမှာစီမထည့်ပဲနဲ့ဒီတိုင်းပဲကျွန်မထားထားပါမယ်မိကိုတော့အလေလက်မှာကျွန်မထားထားပါတယ်เนาะဒီလိုအနေထားလေးဆိုရင်တော့ဒီအပေါ်ကနေဒါလေးနဲ့ဖြည့်ပြီးတော့ပြန်ပြီးတော့ပြောင်းပြန်လန်းထားပါမယ်ဒီလိုမျိုးအပေါ်ကနေဒီလိုမျိုးဖြည့်ဖြည့်သွားပါမယ်เนาะ အထဲကလီတွေကို ကျွန်မထုတ်ထားပါမယ်။ကဲကြည့်ပါအောင်စားချင်းစရာလေးနော်။ထုတ်ပတ်အနံ့လေးနဲ့အယမ်းကိုမွေးကြိုင်နေပါတယ်နော်။ဒီလိုအနေထားလေးရွရွမွမွလေးဆိုရင်တော့ဆဲထုတ်လို့ရနေပါပြီ။ကြံနေတဲ့မုတ်သားလေးတွေကိုလည်းအခုလိုမျိုးပဲကျွန်မဆက်လက်ပြီးတော့လုပ်ထားပါမယ်။ ဒီလုံနေလေးကတော့တကယ်ကိုစားလို့ကောင်းတဲ့လုံနေလေးပါနော်။တစ်ခေါက်လောက်စမ်းကြည့်စေချင်ပါတယ်။အလွန်အရသာရှိလွန်းလို့ပါရှင်။ကဲအခုဆိုရင်တော့အကုန်လုံးပြီးသွားပါပြီနော်။ကြည့်ပါဦး။အနံ့လေးလည်းမွေးကျနေပါတယ်။ဒီတစ်ချက်ကိုယူထားမယ်။ပြီးရင်ဒီအလဲကနေ ချိုးထားမယ်။ကဲကြည့်ပါဦးအမြင်ပါပါလေးနဲ့နော်အလွာလိုက်အလွာလိုက်ရှိနေပါတယ် ီလိုအနေထားလေးကတော့ပုံမှန်ထက်ပိုပြီးတော့စားလို့ကောင်းတယ်ပလာတာလုံးနီးလေးပါနော်စမ်းကြည့်ပါမယ်စမ်းကြည့်လိုက်တော့လေတကယ်ကိုအရသာရှိပါတယ်နော်အခုလိုမျိုးအလွန်စားလို့ကောင်းတဲ့ပလာတာလေးကို စားချင်နေဆိုရင်ဒီနီးလေးကိုအသုံးပြုပါနော်ကဲကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကြီးစုတင်ပါတယ်အားရှိတော့အောင်လဲ like share subscribe လေးတွေနဲ့လဲအားပေးကြပါအောင်ရှင် ကျေးဇူးများကြီးတင်ပါတယ်။